တခါကပမောက်ခအိုကြီးကင်ကေကပြောပူ၏စူဇန်နင်းစာရေးမယ်ဆိုရင်လည်းရင်းနိုင်လိမ့်မည်တဲ့တို့ရရင်ထိုးစင်ခါကသူမ၏ဖခင်သည် နယူးယောက်မြို့သို့ခေါ်သွားက ပြဆက်ကြည့်စီရာသူမသည် ပြဆက်ထဲပါခြင်းစိတ်သာရှိခဲ့လေသည်နှစ်ပေါင်းများစွာပြင်သူမသည်တကယ်တမ်းမဖြစ်ရသောဇက်ဆောင်သူကြီးပမာကုကူကိုထင်းကဇက်စင်မော်တက်နေရသလိုထင်စားလျက်ရှိခဲ့လေသည်ဘလုံးလူသားမျိုးအဖြစ်သို့မဆိုသူမရွေးချယ်လျင်ဖြစ်နိုင်စွမ်းရှိသည်သို့တော်လည်းထိုအချိန်၌သူမ၏လက်များရှိနေသေးသည် လက်များဖြင့်လှုပ်ချင်သည်အလုံးလှုပ်ချင်သောသူမ၏လက်များဖြင့်အရာဝတ္ထုများကိုစမ်းသပ်ထိတွေ့မိသည်လို့ရှိသည်ထိုအရာဝတ္ထုများမှာဖခင်သင်ပေးခဲ့သောဂီတထက်တောင်မှ ပိုပြီးစမ်းသပ်တွေ့ထိရရသည် သူမသည်သူမ၏လက်များကိုဘယ်နေရာမှာ သုံးရမလဲဟုမသိပဲကနာမငြိမ်ပဲရှိလေ၏ဒါကြောင့်ဆိုရင် သူမသည်အားလုံးကိုကြိုက်နှစ်သက်ကလှုပ်ချင်လျက်ရှိ၏အားလုံးကို သူမလိုချင်သည် ရင်းတို့လျင်သူမသည်လက်ထပ်ပြီးကလေးများစွာကိုမွေးဖို့ဆုံးဖြတ်လိုက်ပြန်၏သူမသည် သူမ၏လက်များဖြင့်ပြုလုပ်ခဲ့သောမေရီ၏ဦးခေါင်းကိုသတိရကအတွေ့များစွာအလယ်၌တန့်သွားလေ၏လွန်ခဲ့သောအပတ်ကထိုဦးခေါင်းကိုပြုလုပ်စဉ်ကသူမ၏လက်များဘလူနေသည်ကိုသတိရ၏လက်များသည်တွက်လက်ပြီးကျွမ်းကျင်လာလေသည် စူဇန်သည်ပျော်ရွှင်စွာမေရီကို အော်၍ပြောမိသည် မေရီ ကြည်စံနင်းကောင်းရပြီဆရာမေရီကလက်ကြည့်သူကိုစူဇန်ဆောင်မိသည်မေရီကအန်အော်တကြီးနဲ့စူဇန်ရေတိအန်အော်စရာကြီးပါလားကွာငါနဲ့ကိုတပုံလဲပဲဟိဟုညာပြောမလားဟုသူမစောင့်နေစဉ်မေရီသည်သူမ၏လက်များဖြင့်လှမ်းပြီးစွတ်စွတ်သောရှင်ရုပ်ကိုရှင်ပုံမြသာကျန်တော့အောင်စုပ်ဖဲ့ပြလိုက်သည် ်မိတွေကနေငါ့ကိုကြောက်စရာရုပ်ဆိုးအောင်လုပ်ပစ်တယ်ဒါကြောင့်နင့်ကိုမုန်းတာဟူပပဆဆက်ပြောကငိုယူပြီးထွက်ပြေးသွားလေသည်စူဇန်လည်းစကားမပြောနိုင်အောင်အန်အာသင်ကရှုံကိုကောက်ယူပြီးအတိတ်ပဲမရှိနယ်နေမိလေသည်သို့တော့သူမ၏လက်များကခံစားရခြင်းအားဖြင့်သူမသိနေသည်မှာမေရီကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီ သူမပြုလုပ်ခဲ့သည့်ပုံမှာမေရီပင်ဖြစ်သည်ယခုစူဇန်သည်ပြန်၍တတိယလာကလက်ဖွားများပူလောင်လျက်ဖွင့်လိုက်ဆုပ်လိုက်ဖြစ်နေလေ၏မတ်ဟုသူမခေါ်လိုက်သည်သူမျက်နာကိုမြင်ရအောင်နောက်သို့ဆုပ်လိုက်၏ကိုရုလက်ထပ်ပြီးကိုပပူးထုတ်ခြင်းလဲဆိုရင်ခြိုက်ပါမလား ဘဝထူရာကိုဒုနှစ်ယောက်ကြားလဲဝေမရှုပ်စေပါဟုကွယ်ခုပြောမင်းလှုပ်ချင်တာလှုပ်ဖို့သာကိုလိုရှိတယ်ဟုမက်ကပြော၏သူဤပျော်ပြောင်းကြည်လင်သောမျက်လုံးပြားများမှာဆက်ကြောက်သောဒရန်ကိုဆောင်လာ၏ကိုဟာမင်းနဲ့မတန်လားပါဘူးစုရင်ကိုသိပါလေကိုမိဘဆွေမျိုးတွေဆိုတာကတိတ်ပြီးမတော်လာဘူးလေ ကိုလည်းမတော်ပါဘူး မင်းကတော့တစ်မျိုးလုံးမှအတွက်ဆုံးမင်းကလေးတယောက်ပါပဲ။အိုးအလကားစတာပါ။ကိုကတော့ဆင်းရဲတဲ့ပေါင်မောက်ခတ်တယောက်ရဲ့သမီးအပြင်ဘာများဖြစ်သေးလို့လဲ။ဟုတ်။သူမကပေါ့ပေါ့ပါပါရှင်လန်းစွာ ပြောမိလေသည်။သူမသည်အားလုံးကိုတပြိုင်တည်းစတင်ပြုလုပ်ခြင်းစိတ်ပေါ်ပေါလာ၏။သူမသည်စူးရှတ်တက်လက်စွာ သူ့ကိုနမ်းပြန်၏။နောက်ရီလိုက်ကသူ့လက်ကိုဖမ်းကင်လိုက်သည်။ ပြေးရအောင်ဘု၊သူမကပြောပြီးသူတို့နှစ်ယောက်သည်တစ်တော်ကိုဖြတ်ခါအိမ်ဘက်သို့ပြေးကြလည်သည်ပြန်လွားနေတော့ချင်းများဤပျော်ရွှင်သောတခြင်းတန်လိုက်တိုင်းငါလက်ထတော့မယ်ငါလက်ထတော့မယ်ဟု သူမတွေးမိခင်ဖြစ်သူမစ္စစ်ဂေလော့ကစူဇန်ညီကိုဒီလောက်ငငယ်လေးနဲ့လမ်းထပ်စေခြင်းမူ ညီလက်ထက်တာနဲ့တပြိုင်တည်းညီဟာအတုံးအောင်ခံလိုက်ရတာပဲဟုပြောလေသည်။ကျမကတော့လက်ထက်ချင်တယ်ဟုစူဇန်ကပြော၏။သူမ၏အမိကဘာမှမပြောတော့ချေ။သူတို့သည်ဆက်ချုပ်ခံနေ၌သူမ၏ပွဲတိုင်းဝတ်စားအတွက်ညက်ခါတီကရှိကြသည်။သူတို့နှစ်ယောက်တည်းဖြစ်လေ၏။မနက်စာစားပြီးပကံခွက်ရမှဆေးပြီးတိုင်းသူတို့သည်နှစ်ယောက်တည်းရှိမည်ဖြစ်လေသည်။ ။ဇူလန်သည်တစ်ချိန်လုံးပင် သူမအမိကပြောစရာစကားရှိနေသည်ကိုသိနှင့်နေလေသည်။ထိုစကားသည် တွယ်ဝမ်း၍ဘေးချော်သောအဘိဘေကိုစောင့်လိမ့်မည်။အဘေကြောင့်ဆိုသောသူမ၏အမိသည်အင်ယာထောင်သည့်အကြောင်းကိုပြောရမှရှစ်ကြောက်တသောကြောင့်ဖြစ်သည်။လွန်ခဲ့သောနှစ်တစ်ချိန်၌လည်းမက်သည်ပထမဆုံးအချိန်သူမထံလာလေသည့်အခါသူမအမိသည်တစုံတစ်ခုပြောဖို့ရာကြိုးစားခဲ့ဘူး၏။ စူဇန်ကမူညင်းအလဲတွင် သူမကိုယ်တိုင်နားမလည်နိုင်သောအောင်မြင်ရှင်လန်းစိတ်နှင့်မျက်နာများနီးမြန်းက ပေါ်ရက်သူတက်ခဲ့သည် အမေဖြစ်သူက သုံးမွေးကွာဝင်ညိုကြီးဝိခာမနက်ဖန်စံတုများအတွက်ဇနေ့ကြစ်လိုက်ထားသောသပင်များနှင့်အခန်းထဲကစောင့်နေသည်အမေကစိတ်ညစ်ခပ်ပွေသောမျက်လုံးများနှင့်စူဇန်အမေနည်းနည်းပြောခြင်းနှင့်ဟုဆိုခဲ့လေသည်ဘာလဲမေး ဟုသူမကအမေဖြစ်သူကိုတက်တက်မမတ်ငေးဆိုင်ခါမေး၏။ညီအသက်အရွယ်မ၏။ဟုသာပြော၏။စူဇန်ကမူအမေဖြစ်သူ၏ရှက်ကြောင်နေမှုကိုခံစားရကပူရှိန်ရှိန်ဖြစ်ပြီးတစ်ချက်နှစ်ချက်နှလုံးပြင်းပြင်းခုန်မိသည်။မအတွက်ပြောရလားဟုသူမကတောင်းတောင်းစီမေးသည်။လူပြူလူရွယ်ကလေးတိုင်းအတွက်ပြောတာဟု အမေကဆိုသည်စူဇန်ကမြန်ဆန်းစွာစိတ်မပူပါနဲ့မီးမနဲ့ကျမကအကြောင်းသိခြင်းမှာပြီးတော့ကျမကိုကျမဂရုစိုက်တတ်ပါတယ်အေးလေးအမေပြောချင်တာနားလည်ရင်ပြီးတာပဲဟု အမေကပြောကတက်ပြင်းချလေသည် အမေသည်ပါးပြင်းများဆက်သွေးကြွကစူဇန်အားစိတ်မရှင်းမလင်းနှင့်နန်းရှုပ်လေ၏ အမေဒီအခန်းတွင်းမှထွက်သွားသောသူမအင်ဂျီမှခပတ်သည်တွဲလောင်းဆွဲကပါသွားရာတကားလဲပိတ်ခပတ်လဲညက်ပြီးသားဖြစ်သွားလေ။အမလီတော်ဟုအမေကပြင်မအော်သည်။ဘေးကျမလှုပ်ပေးမယ်ဟုဆိုကစူဇန်ကဖြုတ်ပေးလိုက်ရသည်သည်။ယခုမနက်မှစူဇန်သည်စိုးညစ်သည့်စိတ်ကလေးတဝက်နှင့်ပြုံးနေမိလေသည်။ညာကဆိုရင် မက်နစ်တောင်ရင်နေမိသည်၏။ အမေကတော့ကိုယ့်ကိုစကားနဲ့နဲ့ပြောစရာရှိအောင်ပါပဲကိုကကိုရိုနီယောက်တကယ်ကိုစိတ်ဆက်လိုက်ကြပြီဆိုတာပြောပြရင်လေဟုပြောခဲ့ဤကိုအကြောင်းလားကွာဟုမကတီကြီးစွာမေးခဲ့လေသည်ကိုရောမြင်အောင်သေးတယ်မင်းအဖေကမျက်ခုံးနှိပ်ပြီးငါသမီးကိုဘာကိစ္စမင်းကလက်ထက်ယူမှလဲတငဲလို့မေးမှာကိုရောဘာမှပြောရမှာမဟုတ်ဘူး သူ့ကဗျာတင်နှမ်းမှာကိုတိတ်ညံ့လာဆရာတိလာစု။သူမကရီကာပြောဤအမေကတော့အဲ့ဒါကိုဂယူးဆိုင်မှာမဟုတ်ပါဘူး။အိုးအမေပြောမှာကဘဝအကြောင်းမှာကွာ။အချိန်ကချက်တွေပါရီပေါ့ဟင်။သူကလေးနက်စွာမေးရာစူဇန်ကခေါင်းညိပ်ပြီး သူတို့နဲ့ရီကြပြန်နေသည်။ယခုအမေကမေးနေသည် အင်းကြီးလည်းကိုမအတွန်ကလေးတွေမထဲတော့ဘူးလားဤအတွန်ကလေးတွေတီးထဲထားပြီမိသူမသည်ခေါဝင်နောက်တွဲရှည်ကြီးလိုက် ချုပ်ယူဆက်ခါတကြောင်ကြောင်ချုပ်သည် ထို့နောက်ကိုရယ်ကိုချုပ်ပြန်သည်အမေကတုံဆိုင်ဆိုင်နေပြောသည်ညီကတော့အင်မတန်အစမ်းထွင်တတ်တာပဲဤညီလုံးပုံကိုင်းမုံကလည်းမြင်လို့တော့အပေါက်တဲ့မှမထင်ရဘူးဒါပေမဲ့တဲပြီးနေရကြတာကို ညီဘလို့လောက်လိုက်တယ်ဆိုတော့အမေတော့မသိရပြီမမေမားမေဆိုတာကျမလက်တွေကစမ်းတက်တယ်အမှန်ပင်သူမ၏အုံနောက်ထင်း၌ဆွဲပြီးသောမြင်းချောင်းတစ်ချောင်း၏မှန်မှန်မှန်ကိုခန်းစားတတ်သော မဖြေလဲမဖြေရှင်းပြတတ်သောဝေဒနာအသည့်ရှိသည်ထိုအသည့်ကိုများစွာသောအကြောင်းအရာများနှင့်ပတ်သက်၍ရသည် အထူးသဖြင့်သူမရုပ်ပုံထူသည့်အခါဆိုပါစို့ သို့သောထိုအသည့်သည်အဝိအစားချုပ်ယိုးတယိုးကိုချုပ်ရနိုင်၎င်းကိတ်မုံနေရနိုင်၎င်းပန်းဦး၌ပန်းဆိုင်ရနိုင်၎င်းသူမ၌ရှိလေသည်အာလုံးသောအရာများသည်ဘလို့ရှိနေရမည်ဆိုသည်မှာသူမခေါင်းတွင်၌ပုံဆွဲပြီးသားရှိကလက်ချောင်းများကပြင်းပြန်သောဖြက်လက်သောဂျုံများပီတာစွာထိုအမည်အစီကိုနာခံကြလေသည် ူမကပြုံးကထပ်ပြောခဲ့သေးသည်မှာကျမရဲ့အဝတ်အစားကိုတော့မမအောင်ချုံနိုင်ရမှာပေါ့သူမသည် ပွဲထိုင်ကဝင်းကိုဝဲမိဆိုလဲဝဲနိုင်မိသည် သူမ၏အဖေကမင်းလိုချင်လားဝဲဟေးစူဆန်းဟုဆိုကဒေါ်လာ100ပေးလေသည်ဒါဟာအနည်းဆုံးကြပြပုံ20ရဲ့အဖိုးပဲဖះဖះကြပြစေးပေါ်လိုက်တာကွာ တော်ပါသေးရဲ့ မင်းရဲ့တငယ်ကကြပြာမမတန်ပဲအိမ်မီနဲ့လောက်ကင်စားလို့ဟုဆို၏သူမ၏အဖေမှာ Eastern တက္ကသိုလ်၌အင်္ဂလိပ်စာပေသင်သည့်ဆရာဖြစ်သည်ထိုလားစာဖြင့်သာသူတို့စားတောင်းနေထိုင်နိုင်ခြင်းပေသည်အဖေလို့သူကမူသူတကယ်အလောက်ကင်မှာကြပြာရေးခြင်းဖြစ်သည်ဟုဆို၏သို့သောသူသည် ထိုစကားကိုယုံကြည်စေခြင်းကမြည်သူကိုမြတ်တတ်နိုင်ခြင်း ။ကြပြာရေးချင်းဖြင့်ရရှိသည်များကိုမူစားရတောက်ရနိုင်ကြည့်ရမကုံစီလိုဟု သူကဆိုပြန်သည်။စူဇန်သည်ဒေါ်လာတရာကိုခြေဆုတင်စွာလက်ခံကမြို့ထဲရှိသည်များဆိုင်နို၌ပွဲထိုင်ဝတ်ကိုရှာလေသည်။တည်တည်ချာချာရှာလေသူမဘာသာချိုးရမည်ဖြစ်ကိုမြင်အောင်လေးလေးပင်။သူမလူချင်းဒီမှာဒီထဲကတခုမှမဟုတ်။သူမကိုယ်တိုင်ချုပ်လုံးမှဖြစ်တော်မူ။ထို့ကြောင့် အဝါပြော့ရောင်လေးလံသောဖဲစာဂိုက်ပောင်းများစွာကိုဝယ်လေသည် ဖဲစာမှာခပ်ဖြူဖြူဖြစ်တော်လဲစစ်စစ်အရောင်ပြေးသောအဖြူပေသည် သူမသည်အလွန်နှူး၍မှုံသောစာများရရန်၁၀ဒေါ်လာပေးခဲ့ရသည်သည်နောက်ထပ်၁၀ဒေါ်လာကိုလည်းနူးညံ့သောပဝါပါတစအတွက်ကုန်ကြရသည်သည်အင်းကြီးပုံစံရောယူအောင်မလားဗျာဟုစေရေးကမေးသည် လူချင်ပါဘူးရှင်ဟု သူမဖြေခဲ့၏။သူမ၏ကိုခန္ဓာနှင့်ပုံစံတွင်းကြည့်သည့်အခါ၌ကဒီဟာသည်သူမ၏လက်ထပ်ပွဲတိုင်းဝေစားပါကလားဟုတနည်းအားဖြင့်နူးညွရမည်ကိုပင်မေ့သွားလေတော့၏။မတ်ကိုလည်းမေ့သွားသည်။သူမကတစုံတရာကိုပြုလုပ်နေပြန်ခြင်းဖြစ်လေ၏။ဘာကိုပဲလှုပ်လှုပ်လောက်ကင်နေသည့်အဖြစ်ကသူမကိုဆွဲခေါ်သွားလေရှိပြီ။ သူမ၏ကိုခန္ဓာမှာဂီတပမာတန်ဆုံညီညွတ်လျက်ကျင်နခါရှိသည်စူဇန်သည်ဖဲတဲ့ကိုနုပြတမသောကို၌ကက်ကြည့်မိကအင်းတဲလာတာပဲဤဟုပြောကတက်ပြင်းချလေသည် စူဇန်ကတက်ပြင်းချတန်ချာရ၍မောတလိုင်းဟုဖြတ်ခနဲမိကမမောပါဘူးဟု အမေကဖြေးပြီး ပါဇက်စီကနေလေ၏အမိုးနှိမ်သောဆက်ချုပ်ခန်းကလေးကပူကလာလေသည်သူမ၏အမိသည်မျက်မှန်ကို အပေါ်သို့ပင့်တင်ကအရေးတွန်သောမျက်နှာဝိုင်းဝိုင်းကို အင်ကြီးရှေဖုံးအဖြူနှင့်တုပ်၏တိတ်ဆိတ်သောအခန်းတွင်ဝယ်သူမ၏ကိုရင်းရှိဂီတသံစုံကိုကြော်ကစူဆန်းသည်မပြေပြစ်သောအတန်ပလန်ကိုတတိပြုမိလေသည် ထိုအတန်သည် မှန်ပရင်းကိုတိုးနေသောနှကြီးကောင်းလိုဒစီစီမြည်သည်သူမသည်ကောင်းထောင်လိုက်မိသည်ညီမဖြစ်သူမေရီသည် မန်ဒယ်ဆိုး၏နှစ်သိမ့်ခြင်းအမည်ရှိတချင်းကြီးကိုဖြင်းညင်းစွာတကူးတဆိုင်တင်းနေလျက်ကထိုဂီတ၏အချက်ချဖြစ်သောအတန်မြင့်ခလုတ်ကိုမတို့ပဲတန်ချောင်းကိုသာချလျက်ရှိသည်ဆူဇန်သည်ခဏမျှတန့်နေပြီးနားထောင်နေသည် တန်ကြောင်သည်သူမ၏နာကိုရိုက်ခတ်ခါကြီးမသောတောကဝေဒနာကိုပေးလေ၏သူမသည်ဖဲစားကိုချခဲ့ခါတကားသို့သွားလေသည် အမေကဘာဟုစယုံရှိသေးစဉ်စူဇန်သည် မရက်ဘဲဆက်၍သွား၏စူဇန်အမိရောက်ရမည်မေရီသည်ခုရင်ကအတန်မြင့်နေရာသို့မြောက်ခင်သူမအမိရောက်ရမည်သူမ၌ရုပ်ဝေဒနာဖြစ်စည်းလျက်ရှိသောကြောင့်မည် ဧကန်တကားကိုလီမင်စွာဖွင့်လေ၏မေရီဟုနူးညံ့သိမ်မွေ့စွာခေါ်လေ၏သူမထက်ငါးနှစ်မြငယ်သောညီမနှင့်ဆိုလီစူဇန်သည်အမြဲတမ်းနူးညံ့သိမ်မွေ့လေရှိ၏ဇန်နရခုံ၌အသားညူမေရီသည်မျက်နှာကလေးကိုလဲကာစောင့်ဆိုင်လျက်ရှိလေသည်မေရီသေးငယ်ပင်ချောက်သောလက်များမှမူဇန်နရခလုံများပေါ်၌လက်ချောင်းများဖြန့်ကားလျက်ရှိ၏ ညီမလေးကြည်မမပြပေးမင်းနော်စူဇန်ဒီမေရီကိုဆန်နရကုံမှညင်တာစွာ တွန်းဖယ်လိုက်ခါဆန်နရဒီလေထိုတချင်းကြီးကိုပင် ပြေဝချူတာစွာ ခတ်တူတူတည်သည်ဟောဟောကြားလားတချင်းကဒီလိုဆိုနေတယ်ဝမ်းမနေပါနဲ့ကွယ်နည်းနည်းမှထပ်ပြီးဝမ်းမနေပါနဲ့တော့အိုးတတိယလိုက်ဆန်း မင်းရရှိခဲ့တဲ့ပျော်ရွှင်မှုတွေကိုလေကဲဟုတ်ပြီလားခလုတ်ဖြူကိုနှိပ်ခွက်အမဲကိုမဟုတ်ဘူးဟာဟာဒီကိုစူဇန်ဒီတီးခွက်အမားကိုကျွလွန်နိုင်ရခြင်းအတွက်ဝမ်းသာက စိတ်သက်သာရရပြီးဇနီးယာတီးလေသည်မေရီကိုလည်းသတိမရတော့ပြီ။တချင်းဂီတကိုကျွဲဝါနိုင်သည်များကျွဲဝါသောအတန်ဖြစ်စေကမိမိစိတ်သက်သာရကြ၏အတွက် မိမိနှစ်သိမ့်ရေးအတွက်ထက်တလဲလဲဒီလေကျမတော့ဘယ်တော့မှဒီလိုဒီနိုင်မှာမဟုတ်ဘူးဟူသောမေရီအတန်ဒီအင်အားပြော့စွာတင်းနှုတ်စွာသူမ၏နာရင်သူဝင်လေသည်ညီဒီနိုင်ပါလေကွယ်ဟူသူမကရှင်လန်းစွာပြောပေးလေသည်ထို့နောက်စံတရားကောင်မှထသည်ညီပြန်ပြီးပါလားကွယ်မမပြပေးမယ်လေ သို့သောခနာချင်းပင်စူဇန်သည်မေရီစိတ်ဖြစ်ပျက်ပုံကိုရိပ်မိလေသည်။ဘာပဲဖြစ်ဖြစ်မေရီအသက်15နှစ်နှင့်သူမ၏အသက်20ကို ရှင်ရပေတော့မည်။အီလီညီပါသားညီတီးယူပေါ့ကွာနော်။ညီတီးနိုင်မှလေဤညီကအဒီမုတ်တော့အတော်ကောင်းတာ။စူဇန်သည်မေရီကိုပြန်လဲစိတ်ချမ်းသာစေခြင်း၏။ ဘသူကိုဖြစ်ဖြစ်သူမ၏ပတ်ဝန်းကျင်ကလူများကိုစိတ်ချမ်းသာစေခြင်းတည်းမေရီကကျမတို့ထပ်ပြီးမကြင်ကျင်တော့ပါဘူးဟုဆိုပြီးတချင်းစာကိုပိတ်လိုက်သည်သူမ၏သေးငယ်နီးမြတ်သောပါးစပ်မှစိတ်ကျနေလေသည်ဆူဇန်ကကဲညီမလေးတော်တော်ဟုပြုံး၍ဖြေ၏မမတော်ဆက်ဆက်ချုပ်လိုက်အောင်မမအဝေးကိုလိုက်ကြည့်ပါလား နောက်တော့မှဟုတ်မေရီကဆိုသည်မေရီကစူဇန်ကိုမကြည့်ပြုံးလည်းမပြုံးသူမ၏နတ်မောင်ဖြောင်းစင်းသောသပင်ကို လက်နှစ်ဖက်လုံးဖြင့်နောက်ပြန်တက်ခါဖြင်းရင်းစွာလျှောက်သွားသည်စူဇန်သည် ဖဲတဲ့အပုံကိုကိုင်လေ၏ဘာဖြစ်တာလဲဟုအမေကမေးသည် မေရီအတန်းချောင်းတီးနေတာကိုဟုဖြေသည် အမေကဘာမှမပြောချေ အမိုးနှိမ်အာဝင်အပူချိန်တီအပေါ်တို့ရုတ်ချီကြွတလာသလိုထင်ရလေသည်အမေကအတန်ကြာမှပြောသည်မှာဒီဒီလိုလောက်ချင်လို့တမင်လောက်တာမဟုတ်ဘူးဆိုတာအမေသိပါတယ်ဒါပေမဲ့မေရီယာဆက်ဆက်ထိမခံဖြစ်နေတယ်သူ့အရွယ်ကိုကြည့်ပါလားအမေသာနီးနေရမှဆိုရင်တော့ဘလို့နီးနေမှ သူလုံနေတာကိုအမားပြင်ပေးမှမဟုတ်ဘူးဟင်းအင်း ကျမသူ့ကိုအမှားပြင်ပေးနေတာမှမဟုတ်ပဲဟုစူဇန်ကချက်ချင်းပြင်ဖြစ်လေဒီလိုလုပ်ဖို့ရကျမတိတ်မုန်းတာပဲဒါမဲ့အခုလိုမဟုတ်တဲ့ဒီကွက်တွေကိုကြည်တီးနေတာကိုကျမနားမခံနိုင်ဘူးအဲ့ဒါဟာကျမကိုစိတ်သိမ်းထားစီတယ်ကျမအောင်ကိုခြောက်လာတာပဲလက်ဖွားတွေစိုးလာတယ်ဒါဟာကျမတက်တက်ယူတာပါဒါမဲ့ကျမမတတ်နိုင်ဘူးအမေအဲ့လိုဆိုရင်မကြနိုင်တဲ့နေရာသွားနေဖို့အေး ဟူအမေကပြော၏ခဏကြာသောထပ်ပြောသေးသည်ညီကနည်းနည်းတော့ဆရာလှုပ်ချင်စိတ်ကလေးရှိသေးတယ်ကိုကူကိုသတိထားအောင်လေအမေလှုပ်သူ၏အဆိုပြောကိုသူမခံစားရမိသဖြင့်ဘာမှပြန်မပြောတော့ချင်သူမသည်မိမိနှင့်တခြားလူများကြားတွင်အမြဲတက်လာလေးရှိသောတိမ်ကူကလေးကိုမကြာခဏတွေ့ရလေသည် စင်စစ်မှာတင်းငယ်၍အတိမတ်မပြုသောဒိန်ကုန်းမြင်ပင်သည်သူမနားလေခဲ့သည်မှလည်းအကယ်၍သူမသာဘာမှပြန်မပြောဘဲနေလိုက်ပါကသူမဟုတ်မိမိအတွက်ရှင်းလင်းမှုမကြိုးစားဘဲနေလိုက်ပါက ထို့ပြင် သူမသာအကယ်၍အဖြစ်ပြက်များ၏မျက်နှာပြင်ကိုလှုပ်ရှားနေမြဲလှုပ်ရှားစေရန်လွှတ်ထားလိုက်ပါက ထိုဒိန်ကုန်းကလေးသည် ပြက်ပြဲ၍သွားမည်ဆိုသောအကြောင်းပင်ဖြစ်လေ၏ ကျမအမေရရင်သွားချက်လိုက်ရမလားဟုဒါစူဇန်ကမေးလေ။ညီချက်ချင်းချက်လေဒါပေမဲ့အဲ့ဒီအမေဟင်းယူကိုငါချက်တာထက်ကောင်းအောင်ဘာကြောင့်ညီချက်တတ်တယ်ဆိုတာလဲငါမသိပါဘူး။အလကားပါဟုပေါ်ပါရှင်လန်းစွာပြောပြီးသူမသည်အမေဖြစ်သူကိုငုံ၍နမ်းလိုက်လေသည်။သို့တော်သူမ၏အမေကပြန်ပြီးပြုံးမပြ။သူမသည် အမိကိုပြုံးတတ်သောအမိဖြစ်စေခြင်းလေ၏။ဘယ်ဟာမှမကြိုးမပြက်ဘူးဆိုရင်ဘာကြောင့်မဖြစ်နိုင်ရမှာလဲကွယ်။သို့တော်သူမနဲ့အမိတို့ကြားမှဒိန်ခိုးကလေးသည်လွယ်ကူစွာတက်လာလေပင်ရှိသည်